မွန်ပြည်နယ်မှုတို့မြို့နယ်ပင်လှန်ရွှေစံတော်ဖရာဝင်ချမ်းသာစေတဲ့အတွေ့လေးတစ်ခုပေါ့အလောင်းတော်တို့ရဲ့စိတ်ထားများဆိုတဲ့အတွေ့အလောင်းတော်လို့ဆိုလိုက်တာနဲ့ဖရာအလောင်းတယ်မဟုတ်ပါဘူးပစ္စေကဖရာအလောင်းအဂ္ဂတာဝကအလောင်းတော်မဟာတာဝကအလောင်းတော် ပါကတိတာဝကအလောင်းတော်ဆိုပြီးတော့အလောင်းတော်50ဆင့်ခွဲလိုက်ပေါ့အဲ့လိုဟာတော်ဟိအမောအလောင်းတော်တို့စိတ်ထားပဝိဝေကနိခမနိတရဏ6ပါအလောင်းတော်တို့ရဲ့အခြေခံစိတ်ထားကတော့အလောဘဆွလွတ်နိုင်စွာအတောသာအတောသာဆိုတာကချမ်းသာပေးနိုင်စွာ ဘယ်လိုပဲဖြစ်ဖြစ်မပြစ်မှန်းတန်းမပြစ်မှားစေချမ်းသာပေးနိုင်စွာအမောဟဆိုတာကသိမြင်နိုင်စွာအလောဘရဲ့အဒေါသရဲ့အမောဟနောက်တစ်ခုကနိခမဆိုတာကစွတ်ထွက်နိုင်စွာကိုယ့်ရဲ့ဒီကာမခံစားနေရတဲ့ဒီအာယုံကနေစွန့်ပြီးတော့ ထွက်နိုင်စွမ်းနောက်တစ်ခုကပဝိဝေကစိတ်ငြိမ်ရာရမှနေနိုင်စွမ်းနောက်တစ်ခုကနေတရဏဆိုတာကလွတ်မြောက်နိုင်စွမ်းအစွမ်း6ပါးပေါ့အလောဘရဲ့အဒေါသရဲ့အမောဟရဲ့နေခမရဲ့ပဝိဝေကရဲ့နေတရဏအလောအဒောဟိတ်အမောအလောင်းတော်တို့စိတ်ချ ပဝိဝေကနိခမနိတရဏ6ပါးဒီအခြေခံစိတ်တွေရှိအလောင်းတော်ဆိုတဲ့ဟိုအဖြစ်ကိုရအလောဘဆိုတာကတတ္တဝါတွေချမ်းသာစေဖို့တတ္တဝါတွေချမ်းသာပါစေဆိုပြီးတော့ချမ်းသာစေလိုတဲ့စိတ်နဲ့ကိုစွန့်လွတ်တာကိုယ့်ရဲ့ဒီဝတ္ထု ိုယ့်ရဲ့အခြေအနေကိုယ့်ရဲ့ကိုယ့်ရဲ့အခွင့်အရေးတွေစွန့်ပြီးတော့လူနိုင်စွမ်းပေါ့နော်စွန့်အဒောဒအမောဟတတ္တဝါတွေချမ်းသာပါစေဆိုပြီးတော့တတ္တဝါတွေချမ်းသာဖို့ဆိုတော့သူလှုပ်နိုင်စွမ်းရှိသမျှသူလှုပ်တော့ သတ္တဝါတွေစံသာပါစေဆိုတဲ့အထောသမေတ္တာတွေခန္တီတရားတွေအခြေခံပြီးတော့သတ္တဝါတွေဘလို့ပဲသူ့အပေါ်မှာပြင့်မှားပါစေသူချမ်းသာပေးတဲ့စိတ်ကိုသူမလျှော့လိုက်ဘူးသတ္တဝါတွေချမ်းသာပါစေနောက်တစ်ခုကဆင်းရဲကိုတိတာပေါ့အချောင်းအချိုးအဖြစ်အပျက်ဆင်းရဲကိုတိတာကအမောဟပညာ အမောဟဆင်းရဲကိုသိပြီးတော့အဲ့ဒီဆင်းရဲကနေလွတ်မြောက်ချင်တာက အလောဘအဲ့ဒီအလောဘထဲကိုနိခမလည်းပေါင်းထည့်လိုက်ပါ ပဝိဝေကလည်းပေါင်းထည့်လိုက်ပါ နိတရဏလည်းပေါင်းထည့်လိုက်အလောဘဆွန့်လွတ်ခြင်းထဲမှာနိခမပဝိဝေကအာယုန်တွေကနေစိတ်ငြိမ်တာ နေတရဏဒီဒုက္ခတဏှာကနေထွက်မြောက်ဒါဆိုရင်အလောဘအထဲမှာဘဝိဝေကရဲ့နေခမရဲ့နေတရဏရဲ့ပေါင်းထည့်လိုက်မယ်အဒေါသအမောဟ၆မျိုးကိုချုပ်လိုက်ရင်၃မျိုးပဲချမ်းသတ္တဝါတွေချမ်းသာပါစေကိုယ်ဆင်းရဲလွတ်မြောက်ပါစေကိုယ်ဆင်းရဲဆိုတဲ့ဒုက္ခသစ္စာပေါ့ 32ဘုံကုံလုံးမှာဖြစ်နေတဲ့ဖြစ်ခြင်းဖြစ်ခြင်းအဲ့ဒီဖြစ်ခြင်းဖြစ်ခြင်းထဲမှာအိဋ္ဆဆိုတဲ့အနှစ်မရှိဘူးဒုက္ခဆိုတဲ့အနှစ်အတ္တဆိုတဲ့အနှစ်မရှိတဲ့အတွက်ကြောင့်အနှစ်မပါဆက်ဆုပ်เสียခောပါသစ္စာဒုက္ခအဲ့ဒီဒုက္ခသစ္စာကိုသိပြီးတော့ဆင်းရဲကိုသိပြီးတော့ဒီဆင်းရဲကနေလွတ်မြောက်ပါစေဆိုတော့စင်ရဲကိုတိတာကအမောဟာ ဆင်းရဲကနေလွတ်မြောက်ချင်တာကအလောဘဒါဆိုရင်တတဝါတွေချမ်းသာပါစေကိုယ်ဆင်းရဲလွတ်မြောက်ပါစေဆိုတဲ့စိတ်ထားဟာအလောင်းတော်တို့ရဲ့စိတ်ထားပဲအခက်ကြီးတော့မဟုတ်ပါဘူးတတဝါတွေချမ်းသာပါစေကိုယ်ဆင်းရဲလွတ်မြောက်ပါစေတတဝါတွေချမ်းသာပါစေကအထောတာ ကိုစင်ရသည်ဒါကအမောဟစင်ရကနေလွမြောက်ပါစေဆိုတာကအလောဘရဲ့နှိခမရဲ့ပဝိဝေကရဲ့နှိတရဏရဲ့တတဝရေချမ်းသာပါစေကိုစင်ရဒုက္ခသစ္စာကနေလွမြောက်ပါစေဆိုတဲ့စိတ်ထားဟာအလောင်းတော်တို့ရဲ့စိတ်ထားလို့ကိုစီကိုငါတိပြီးတော့ 조사ဆောက်တည်ဖြည့်ချနိုင်ကြပါစေ